ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ကဘာပေါ်မှာမြင်တဲ့ဆရာတူရအကြောင်းကိုပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုမပြောပြခင်ကျွန်တော်ရဲ့ video လေးကိုအစားကနေအဆုံးထိချိန်ပြီးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်တခါတုန်းကမြင်တဲ့ဆရာတယောက်ရှိရဲ့သူ့ရဲ့နာမည်ကဟူဒီနီဟန်နရီဟူဒီနီလို့ခေါ်ကြတယ်သူကပြောတယ် ကဘာပေါ်မှာရှိတဲ့ဘယ်အကျဉ်းထောင်မဆိုဖောက်နိုင်တယ်သူကြီးညာလိုက်တာသူလောက်ရမှာကတခုတည်းထောင်ထဲကဝင်နေဖို့ပဲသူပွဲထွက်အင်ဂျင်နဲ့ငါဒီထဲကနေတနာရီအတွင်းထွက်ပြမယ်လို့သူကကြီးညာဒီစကားကိုထောင်ပိုင်းမှာရှိတဲ့ထောင်ကြီးတခုကဟိုလီနီရဲ့စကားကိုကြားလိုက်တယ်အဲအကြောင်းဟန်နရီဟိုဒီနီကို သူစင်ခေါ်ဖို့သဘောတူကြတယ်။ထောင်ဖောက်ရမယ့်နေ့ရောက်လာပြီ။အပြင်မှာလူကြီးအများကြီးဟိုဒီနေ့ရပြကွက်ကိုသူကြည့်ချင်။ထောင်ရှိလာကြတယ်။အချိန်မှာဟိုဒီနေ့ကယုံကြည်မှုအပြည့်နဲ့ထောင်ထဲကိုဝင်လာ။ပထမဦးဆုံးဟိုဒီနေ့လောက်တာသူရခုံအင်းကြီးကိုရင်ချက်တာ။ပြီးတော့သူရကပတ်အောက်က တိချောင်းဇလမလောက်ရှိတာဟာသူထုတ်လိုက်တာအဲ့မှာသူဖောက်ဖို့မိနစ်30ကြာတော့သူဝင်လာတော့ငါယုံကြည်ဖို့အပြည့်နဲ့ဝင်လာတာသူရဲ့ယုံကြည်မှုကြောက်ဆုံးလိုက်နောက်ထပ်တစ်နာရီကြာအဖွင့်နဲ့ချွေးရည်နဲ့ပက်ကုန်နှစ်နာရီကြာသွားတဲ့အခါဟူဒီနီလက်လျှော့လိုက် မှာနိုင်ရပြက်နေလိုက်တယ်အဲ့အချိန်မှာတကားပွန့်ဘာလို့ပွန့်တာလဲဆိုရင်တကားပိတ်မှမထားတာဒါပေမဲ့ဟိုဒီနေ့အတွက်တော့တကားဟာလုံးဝပိတ်နေတယ်လုံးဝဖွင့်လို့မရဘူးသူ့ရဲ့အတွေ့အထဲမှာကဘာပေါ်မှာအတော်ဆုံးတော့ဓမ္မတရားကပိတ်သားတယ်လို့စိတ်ဟာအယံဆွာကြီးတယ် တကားဘယ်ချက်လောက်များဘဝမှာပြပြကြပြီပြိနေတယ်လို့ထင်နေပြီမဲ့ပွင့်နေတဲ့တကားဒီဘယ်ချက်လောက်များကြုံတွေ့ကြပြီလဲထက်ထားတယ်ထင်ပြီမဲ့ပွင့်နေတဲ့တကားဒီဘယ်ချင်လောက်များဒီစိတ်ဒီစိတ်အကျဉ်းထောင်ထဲမှာမလိုတာတွေတွေးရင်ပြိမိပြီလဲတကားတလေးမှာဖျားရှင်းရှင်းလေးစိတ်ဟာလူတယောက် ွေ့ကြုံတင်မြအားရီထဲမှာခွာအကြီးဆုံးအရန်ကိုဖမ်းလိုက်လုံနိုင်တော့ဘူးဒင်းလက်လျှော့လိုက်တော့နေ့မှစွာမရှိဘူးအရှုံးပေးလိုက်ဒီကနေလှည့်ပြလိုက်တော့စက်မသွားနဲ့သူရဲ့အကြံဉာဏ်အတိမတ်ပြုတ်ပေးလိုက်ကိုဆက်လို့ရမယ့်အရာကိုဆက်လို့ ကိုလုံရမယ့် အရာကိုစလုပ်ပါဘာဖြစ်လို့လဲအရှိမကိုဒီနေရာပြထားပြီလူတရားကိုပိတ်ထားနိုင်တဲ့တကားရှိခဲ့ရင်အဲ့ဒါကိုစိတ်ထဲမှာပဲရှိတယ်အပြင်လောကမှာတကားတိုင်းကပွင့်နေတာအဘပြောချင်တာတကားတိုင်းကပွင့်နေတာကိုလုံရမှာတခုပါဆက်လုပ်ဖို့ ီနေ့လူငယ်တွေအားလုံးကိုလှုပ်ရမယ့်အရာတစ်ခုကိုတိတိကျကျဆုံးဖြတ်ပါတခါတလေဆိုရင်တော့စိတ်တကြမှုတွေအများကြီးရှိလာကိုဖြစ်အားအရန်ပေးတဲ့အရာတွေလည်းအများကြီးရှိပါဟာမင်းမလှုပ်နိုင်တော့ဘူးเนี่ยบ่ามาไม่ตัดနိုင်หูต่อไปนี้ไม่หลบป่ะเนี่ยต่อไอ้หลูမျိုးหนောက်เสียชั้นนี่พี่อ้านี่ ရှမ်းများလာမှာဒါမဲ့ဒါတွေကိုအဲ့နေရာမှာပဲအတိမပြူတိုင်းလို့ကျွန်တော်ပြောပြီးကိုလှုပ်ရမယ့်အရာတစ်ခုကိုပဲကိုရဲ့ဘန်တန်ကိုပဲ focus ထားပြီးတော့စလုပ်ကြပါကိုရပန်းတံကိုမရောက်ခင်လန်တဝက်မှာဆုံးဖြတ်ချက်ချပြီးတော့နောက်ဆုတ်သွားတဲ့သူတွေထဲမှာပါကြပါစေနဲ့ကိုရပန်းတံကို ိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲခေါ်လိုက်ကြပါစေဒီနေ့ကျွန်တော်ပြောပြချင်တဲ့အရာလေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်တော့မယ်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြရအောင်ပဲဘိုင်ဘိုင်